မြန်မာစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ဒေတာများဤပညာနဲ့စီဝါအေးပူပေါင်းဆောင်ရေးအဖွဲ့ရဲ့၆ချိန်မြောက်စီဝေးတပ်ဖို့ဖိတ်ကြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးထောင်ကြီးချုပ်ပေးထောင်တဲ့စင်နာဝါထရာဖီစီမို့အတွက်ထိုင်းလူတော်မှကနာဝီကပြောဆိုလိုက်ပါတယ်အေဘရာ၃ရက်နေ့ကထိုင်းလူတော်မှပြုလုပ်ခဲ့တဲ့စီဝေးတွင်ထိုင်းလူတော်မှကနာဝီကဝန်ကြီးချုပ်ပေးထောင်တဲ့အနေနဲ့ဒီလိုဖိတ်ကြားမှုတွေအကြောင်းပြချက်ကောင်းကောင်းပေးဖို့ပြင်ဆင်ထားမယ်လို့လည်းပြောဆိုလိုက်တာဖြစ်ပါတယ်ဆက်လက်ပြီးသူကမြန်မာစစ်အာဏာရှင်ကိုတရုတ်နဲ့ရုရှားကလွဲလို့ဘယ်နိုင်ငံကမှအဖက်လုပ်ပြီးမဖိတ်ပါဘူး ထိုင်းနိုင်ငံဟာနိုင်ငံတကာစီမင်းမှာကဲဆက်တာကိုလုပ်လိုက်ပါတယ်အခုဆက်အနာရှင်ခြေချတဲ့တရိယနိုင်ငံဟာထိုင်းနိုင်ငံဖြစ်ပြီးလို့သူကပြောဆိုထားပါတယ်ဆက်လက်ပြီးသူကမြန်မာနိုင်ငံမှာငင်လှုပ်ပြီးတော့2မိနစ်ကြာမှပဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကရသားတွေကိုပုံကျဲခဲ့ပါတယ်28ရက်နေ့ကနေ30ရက်နေ့ထိတိုက်ခိုက်မှုပေါင်း20ဖြစ်ပွားခဲ့ပြီးတော့ဆက်လက်ဦးတည်ဆုံခဲ့ပါတယ်မနေ့ကတည်းကဆိုရင်လည်းတိုက်ခိုက်မှု48ကျင်းရှိတယ်လို့သူကဆက်လက်ပြီးပြောဆိုထားပါတယ်နိုင်ငံတကာစီမင်းမှာထိုင်းနိုင်ငံကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဘာလို့တရားဝင်ဖိတ်ကြားရလဲဆိုတာထိုင်းဝန်ကြီးချုပ်ကရှင်းပြဖို့ကြိုးစင်ထားပါလို့လည်းသူကပြောဆိုထားပါတယ်ခင်ဗျာ စစ်ကောင်စီကပြည့်ရထားတယ်လို့ကြေညာထားပေမဲ့ဒီကနေ့မနေ့ပိုင်းမှာကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းကိုစစ်တပ်ကထိုးစစ်ဆင်ပြီးတော့လေကြောင်းတိုက်ခတ်မှုလည်းလည်းကြီးပစ်ခတ်မှုတွေလက်ဆောင်နေတယ်လို့ပြည်ထောင်ဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးကွန်မော်ကဒီကနေ့မှာသူ့ရဲ့လူမှုကွန်ရက်ကနေတစင်ထုတ်ပြန်အသိပေးလာပါတယ်ဝိုင်းမော်မြို့နယ်လည်းမြန်ကျေးရွာအနီးမှာရှိတဲ့ KN scan ကိုစစ်ကောင်စီကထိုးစစ်ဆင်နေကြောင်းနဲ့လေကြောင်းတိုက်ခတ်မှုတွေလက်ဆောင်နေတဲ့အပြင်ဝိုင်းမော်မြို့နယ်ခရိုင်58ကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့မြေပုံညွှန်းတဲ့ကွာကေအိုဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးကွန်မော်ကအသိပေးထားပါတယ် အတံပတ်စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိရဲ20ကာလတို့ယာယီပြည့်ရက်ကာလဖြစ်သတ်မှတ်ထားတာလို့မနေ့ကထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာဒီကနေ့ဝိုင်းမုံမြစ်ကိုတိုက်ခတ်လာတာလည်းဖြစ်ပါတယ်ခင်ဗျာငလီညံ့ပြေစားခဲ့တဲ့မန္တလေးမြို့က Grey Hotel တွင်မှပိတ်မိနေတဲ့သူတွေတေဆုံအောင်လို့ထုတ်ယူဖော်ခွင့်နဲ့ပတ်သက်လို့ Hotel အုပ်ချုပ်ရေးဘက်ကကန့်သတ်မှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်မလ28နေ့မွန်လပိုင်းလွှတ်ခတ်ခဲ့တဲ့ငလီညံ့ကြောင့် Grey Hotel ပြုတ်ကျပျက်စီးခဲ့ပြီးတဲ့နောက်မှာရှာဖွေရေးလုပ်ငန်းတွေကိုခဏတန်လုံဆောင်ခဲ့ပြီးတဲ့နောက်မတ်လ30ရက်နေ့ညပိုင်းမှာစတင်ပြီးတော့ပိတ်မိနေတဲ့ပြည်သူတွေနဲ့ တည်ဆုံးသူပြည်သူ့ရုပ်လောင်းတွေကိုထုတ်ဖော်တဲ့ဝင်ကိုဟော်တော်ပိုင်ရှင်ကစတင်ကတ်တက်နေတယ်လို့သိရပါတယ်။လက်ရှိချိန်ထိ Grey Hotel ကတက်ရှင်နဲ့ကဲထုတ်နိုင်ခဲ့သူနှစ်ဦးနဲ့တည်ဆုံးသူရုပ်လောင်းနှစ်ဦးသာတည်ယူထုတ်နိုင်သေးပြီးတော့ကဲဆဆော်ပမှုတွေဆက်မလုပ်ဖို့ Grey Hotel အုပ်ချုပ်ရေးဘက်ကမတ်လ30ရက်နေ့မှာစတင်ကတ်တက်မှုတွေပြုလုပ်လိုက်တာလည်းဖြစ်ပါတယ်။ ပရိုက်တာဖွဲ့တွေကပူပေါင်းပြီးတော့ရှာဖွေကယ်ဆယ်မှုတွေကိုမိမိတို့အစီအစဉ်နဲ့ဆောင်ရမယ်လို့ဟိုတယ်ကိုအကြောင်းကြားခဲ့ပြီးမယ်ဟိုတယ်အုပ်ချုပ်ရေးဖွဲ့ကခွင့်မပြုခဲ့ဘူးလို့လည်းဆိုထားပါတယ်။ဆက်လက်ပြီးဟိုတယ်မှာတဲခုနေတဲ့တဲခုစုစည်းငုံကိုကယ်ဆယ်ရေးဖွဲ့ဝင်တွေနဲ့တက်ဆိုင်ရာမိသားစုဝင်တွေကထုတ်ပြန်ပေးဖို့တောင်းဆိုခဲ့ပြီးမယ်လေ။ဟိုတယ်တာဝန်ရှိသူတွေကလူစည်းထုတ်ပြန်ပေးဖို့ညှင်းဆဲလဲရှိတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ညဒီမြန်မာညနေခင်းသတင်းစီစဉ်တွေကိုလေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတက်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပါခင်ဗျာ။